ကျွန်တော်အခုမြေတောင်မြောက်ပေးနေတဲ့ဝါရင်သဘာရင်တွေရောအမှုပညာရှင်တွေကကျွန်တော်ရဲ့ဖြစ်တည်မှုနဲ့ကျွန်တော်လာရလန်းလေးကိုသိတဲ့လူတွေကကျွန်တော်ကိုသဘောကျကြတယ်ကျွန်တော်ရဲ့ဖြစ်တည်မှုနဲ့ကျွန်တော်လာရလန်းကိုသဘောမကျတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒီလူတွေကြကျွန်တော်မနာလို့လားအများကြီးပါပဲနာမည်တက်ပြောလို့မကောင်းလို့ဒါပဲကျွန်တော်ကိုမနာလို့တဲ့လူတွေတော်တော်များများကကျွန်တော်ရဲ့ဖြစ်တည်မှုတွေလာရလန်းတွေမသိလို့နောက်ပိုင်းကျတော့ကျွန်တော်တွက်ကြည့်လိုက်ခါကျွန်တော်ကိုမနာလို့တဲ့လူတွေအားလုံးကကျွန်တော်လောက်လူမသိဘူးကျွန်တော်လောက်လည်းမောင်းကျွန်တော်လည်းမောင်းမြင်ဘူး မိုးညိုလူစိတ်ပြောင်းပြီနေတော့တရားကြီးလားမိုးညိုကြောင်းဘာဖြစ်မှလဲမိုးညိုကိုကြောင်းညှော်သွားမှာပါမောင်အေးခုနင်းညှော်သွားပြီအောင်မြင်တဲ့သူတယောက်ကငါတို့မနာလို့တော့ဘူးမနာလို့မဖြစ်ဘူးလို့ငါတို့အောင်မဲအောင်မြင်နေကြတာအဲ့မှာကျွန်တော်နောက်ပိုင်းရလဲကြတော့ကျွန်တော်သိလိုက်တာကျွန်တော်ကိုမနာလို့တဲ့လူတွေတိုက်ခိုက်နေတဲ့လူတွေဝေဖန်နေတဲ့လူတွေကဲ့ရဲ့နေတဲ့သူတွေအားလုံးကလူမသိသေးဘူးလူသိရင်တော့ကျွန်တော်တို့လောက်မအောင်မြင်သေးဘူး မုံညို့ဘောင်ခိုင်းရင်ဘာပြောမှပြောသားမုံညို့ဘောင်ခိုင်းကြောင်ကတ်တော့မှာပါမှာအေးနေခုကြောင်ပါကပီဝင်းရပြတဲ့အကြောင်းကတော့ကျွန်တော်ဟိုတနေ့တုန်းကကျော်ရှူတရပြန်လဲပြောင်းဘိုင်ဘာဖွင့်ကြီးလဲဖွင့်ကြီးရောဘိုင်ဘာနေပြီးတော့ဘေးကလန်ကျွန်တော်ဖိတ်ထားတာတူလဲတူရောကျွန်တော်တက်ဖြစ်တာပါအဲအရင်ပလက်ရှိုးတွေတော်တော်များများဇကားတွေဂျုံတင်တဲ့နိဗာအတိမိတ်ဆွေတွေအများကြီးပဲအကိုတွေရောအမတွေရောဖိတ်ကြတယ်မတက်ဖြစ်ဘူးဘာဖြစ်လို့မတက်ဖြစ်လဲဆိုတော့ကျွန်တော်တို့တော်နေမျက်စိနောက်မှာဆိုလို့ကျွန်တော်တို့ဒီဇကားတွေမှလည်းမပါဘဲနဲ့လေ လာတက်တဲ့ခါကျတော့ပေါင်ဝင်တဲ့သူတွေအတွက်ကောကြီးတဲ့သူတွေအတွက်ကောမီဒီယာတွေမှာခုလိုအင်တာဗျူးခဲ့ရင်ရောကြီးတဲ့သူတွေတော့လည်းအနောက်ဖြတ်ဖြစ်မှာသလိုဖလက်ရှိုးပွဲတွေဆိုအများနဲ့အပတ်တိုင်းဖိတ်ခံလဲမတက်ဖြစ်ဘူးပေါ့ဒီနေ့ကျတော့ကျွန်တော်လေးစားအားကြရတဲ့ဘာသာပညာရှင်လည်းဖြစ်တယ်သူကိုယ်တိုင်လည်းသူဆောင်တယ်မဟုတ်ဘူးဒိုက်တာအနေနဲ့လည်းရိုက်ထားတယ်ပြီးတော့ဇကာလေးကလည်းဒရမာနဲ့အတာလေးနဲ့ရောတယ်လားလားမသိဘူးအဲ့လာနေပဲကျွန်တော်စိတ်ဝင်စားလို့ဝင်းရံလဲဝင်းရံကျင်တာနဲ့ကျွန်တော်တက်လာတာပါဟုတ်ပထမဆုံးဇလန်တို့ရိုက်တယ်ကင်မရာလေးလုံးနဲ့ရိုက်တာဒိုက်တာစတီးတွင်းမြစ်တာကျွန်တော်ဆရာ တော့လဝူးစရာပါပဲကျွန်တော်ဇလန်တို့ရုပ်ချင်မှာလဝူးစရာဖြစ်တယ်ဆရာစနီတို့မြစ်တာကျွန်တော်ပထမဆုံးကင်မရာလေးလုံးရှိကိုခေါ်ပြီးတော့ဒီလိုတရုပ်ဆောင်အောင်နဲ့ကြွားဆိုပြီးတော့ခေါ်ပြီးတော့ကျွန်တော်ဥစရိယခေါ်ရတဲ့အချိန်မှာကျွန်တော်ဥခင်လိုင်းနဲ့အကန်တရုပ်ဆောင်အောင်တကယ်ကိုဆက်ဆက်ထိတွေ့ချိန်မှာအဲ့လိုအဲ့လိုပုံစံဖြစ်တယ်အဲ့လိုအဲ့လိုတရုပ်ဆောင်လာအဓိက तू ကလည်းအဖက်ကလည်းမိန်ဂူလိုကျွန်တော်လည်းဒီဘက်ကလည်းမိန်ဂူလိုအဲ့ဒီလိုမျိုးနဲ့လောက်တာအဲ့ဒီချိန်မှာဥခင်လိုင်းကကျွန်တော်ကို तू ကောင်းဖို့တွင်လောက်တာမဟုတ်ဘဲနဲ့ကျွန်တော်ကောင်းဖို့ကို तू ကဥတီတာ အသစ်ဆိုတဲ့ဟာတော့ခေါင်းနဲ့ရောက်ပါဒီကလေးကအဓိကကလူတိုင်းလူတိုင်းမှာကျွန်တော်အခုမြေတောင်မြောက်ပေးနေတဲ့ဝိုင်းရင်သဘာရင်တွေရောအမှုပညာရှင်တွေကကျွန်တော်ရဲ့ဖြစ်တည်မှုနဲ့ကျွန်တော်လာယာလန်လေးကိုသိတဲ့လူတွေကကျွန်တော်ကိုသဘောကျကြတယ်ကျွန်တော်ရဲ့ဖြစ်တည်မှုနဲ့ကျွန်တော်လာယာလန်ကိုသဘောမကျတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒီလူတွေကြကျွန်တော်မနာလို့လားအများကြီးပါပဲနာမည်တက်ပြောလို့မကောင်းလို့သာပဲကျွန်တော်ကိုမနာလို့တဲ့လူတွေတော်တော်များများကကျွန်တော်ရဲ့ဖြစ်တည်မှုတွေလာယာလန်တွေကိုမသိလို့ တကယ်ကိုဝိုင်းရင်တပိုင်းရင်နေကြကျွန်တော်ရဲ့ဖြစ်တည်မှုတွေသိတဲ့ခါကျကျွန်တော်ဘလို့ supporting ပေးရမလဲဆိုတော့ကောင်းကောင်းသိတော့သူတို့တွေကျွန်တော်လုပ်ပေးတယ်ဥက္ကဋ္ဌလည်းအဲ့လိုပဲကျွန်တော်ပထမဆုံးစုံတဲ့အချိန်မှာငါသားဒီလိုဆိုရင်အလုပ်လုပ်ချက်အယုတ်ကြံတယ်အစအများကြီးပါပဲပြောပြရင်မကုန်ဘူးအဲ့ဒီလိုသင်ပေးတယ်ပြီးတော့စပြီးတော့ကင်မရာလေးလုံးကျွန်တော်ရိုက်တဲ့အချိန်မှာကျွန်တော်ကအကန့်ကြီးတုတ်ဆောင်လာဟိုရှေ့ကဥက္ကဋ္ဌလေဥက္ကဋ္ဌလို့လူမျိုးနဲ့အပြိုင်တုတ်ဆောင်တဲ့ခါကျွန်တော်မှားပြီပေါ့ကျွန်တော်ဘာမှမလုပ်တတ်တဲ့လူတယောက်လေအချင်းချင်းမှားတာကို အကျဉ်းချင်းသိခံပြီးကောင်းအောင်ရိုက်ပြတာဥက္ကလန်အဲကြောင့်အမြဲတမ်းရင်ဘတ်ထဲမှာရောခေါင်းထဲမှာရောအမြဲတမ်းရှိတယ်ရှိတဲ့ခါကျအော်ကိုယ့်ရဲ့ဆရာလိုလဲဟုတ်တယ်ဒီမိဘလိုလဲသင်ကြားပြသပေးတဲ့သူတယောက်ကပွဲမှာသူတော်ကိုတလေးတစားနဲ့ဖိတ်ချင်ငါကတော့ဘာလို့ရိုရိုတသေးနဲ့မတက်ရမှာလားဆိုတဲ့ရည်ရွယ်ချက်နဲ့လာပြီးတော့တက်ချင်းနဲ့ဝင်ရနေတာပါဟုတ်နောက်ပိုင်းကျတော့ကျွန်တော်တွတ်ကြည့်လိုက်ခါကျကျွန်တော်မနာလိုတဲ့လူတွေအားလုံးကကျွန်တော်လောက်လူမသိဘူးကျွန်တော်လောက်လည်းမောင်းကျွန်တော်လည်းမောင်းအောင်မြင်ဘူးကျွန်တော်တို့တဲ့လူသိတယ်ကျွန်တော်တို့တဲ့အောင်မြင်တဲ့ ဝိုင်းရင်တပိုင်းရင်တွေအကုန်လုံးကကျွန်တော်တို့မနာလိုသိရှိဖို့နေနေသလားဒီကလေးဒီငါတို့နေရာရောက်ရောက်လာဖို့ငါတို့ဘယ်လိုခေါ်ရမလဲငါတို့တမင်းအောင်ငါတို့ဘယ်လိုလုပ်ပြရမလဲခုဟိုမှာအင်တာဗျူးနေတယ်ကိုတော့လက်ဆိုတာရှိတယ်ကိုတော့လက်ဆိုတာရှိတယ်အကိုတော့လက်နဲ့ကျွန်တော်နေဟိုဟာမှာကျွန်တော်တို့ဗကံမှာရုပ်ရှင်ရိုက်တော့တွေ့တယ်အဲ့လိုပဲအကိုနဲ့ကျွန်တော်လည်းဆိုလေအသာပိုင်းချရဆိုတော့ဥမာ7နှစ်လောက်တော့ကြွားကောင်းကြွားလိမ့်မယ်ကျွန်တော်တို့လည်းအရင်လေးစားအားကြတဲ့ဟာတာပညာရှင်တယောက်ပါပဲသူလည်းပဲကိုတော့လက် တူတူလက်ဆိုလည်းအဲ့လိုပဲဇောင်းဝန်ခံတစ်ခါမှတယောက်ဆောင်လာသူနဲ့ကျွန်တော်လည်းဘာမှမဆိုင်ဘူးနော်ဒါပေမဲ့ तू ကကျွန်တော်ကောင်းအောင်လုပ်ပေးနေတယ် supporting နေပေးတယ်ကျွန်တော်ကောင်းအောင်ဆိုနောက်ွယ်မှာညီဒါလေးလို့ဒါလေးလို့သူပြောတဲ့ခါမှာပြန်စင်းသားကြည့်ဩတောလက်ကငါတို့တဲ့လူသိတယ်ငါတို့တဲ့အောင်မြင်တယ်လေလို့အောင်မြင်တဲ့သူတယောက်ကငါတို့မနာလို့တော့ဘူးမနာလို့မဖြစ်ဘူးလို့ငါတို့အောင်မဲအောင်မြင်နေချင်တာအဲ့မှာကျွန်တော်နောက်ပိုင်းရလဲကြတော့ကျွန်တော်သိလိုက်တာကျွန်တော်မနာလို့တဲ့လူတွေတိုက်ခိုက်နေတဲ့လူတွေဝေဖန်နေတဲ့လူတွေကဲ့ရဲ့နေတဲ့သူတွေအားလုံးက လူမသိသေးဘူးလူသိရင်တော့ကျွန်တော်တို့လောက်မအောင်မြင်သေးဘူးအဲကြောင့်ကျွန်တော်တို့ဖြစ်တာကိုမလားလို့လားနောက်ပိုင်းကျလည်းကြောင့်ကျွန်တော်အဲ့ဒါမျိုးတွေဖြစ်ပြီဆိုကျွန်တော်အေးစေးပဲစိတ်ထဲမှာမထားဘူးမထားလို့မထားလို့လည်းကျွန်တော်လူပိုသိတယ်ကျွန်တော်အတင်းတွေကိုယ်ရမှာရှောက်ပြောတယ်ကျွန်တော်ကောင်းကောင်းမွန်မွန်နေတယ်ကဲကျွန်တော်ကျွန်တော်ကောင်းကောင်းမွန်မွန်နေပါလေရနဲ့ကျွန်တော်အတင်းတွေကိုသူကပုံဝန်ကြီးမှာရှောက်ပြောတယ်ကျွန်တော် marketing sales page နေသူဖြစ်တာပေါ့မသိတဲ့လူကကျွန်တော်ဟာရောမင်းအတင်းပြောတယ်မွန်ညိုဆိုတော့ဘယ်သူလဲဆိုတော့ကျွန်တော်အေးစေးနေလိုက်တော့တယ်အဲကြောင့်ကျွန်တော်အခုပေါ့ပါပါပဲ ဝေဖန်တဲ့သူရောကဲရတဲ့လူရောဆဲရတဲ့လူကျွန်တော်ဘယ်သူမှကောင်းလက်မထဲတော့အတိုင်းမင်းတွေတော့ကျွန်တော်ကလင်းနေကြော်ငါနဲ့တော့တွင်ဒီကျွန်တော်အားပေးနေကြတော့ကျေးဇူးရှင်ပိတ်သက်တွေကိုအရင်ပဲကျေးဇူးတင်ပါတယ်နောက်နောက်လည်းပဲကျွန်တော်ရဲ့ဟာတာလေးတွေအားပေးကြပါအောင်ကျမချမ်းသာကြပါသေးတယ်